မင်္ဂလာပါ Not Today Football Official Page ကနေကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့စပိန်နဲ့ဘူဂေးရီးယားတို့ရဲ့ပွဲကိုပွဲကြိုခံမှန်းပြုလုပ်ပြီးသွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီတစ်ပတ်နိုင်ငံပွဲစဉ်တွေကျွန်တော် YouTube မှာတင်ပေးခဲ့တဲ့ပွဲကြိုခံမှန်းရလဒ်တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရှုံးတဲ့ညမရှိခဲ့ဘူးလीဖင်လန်ဘော်ဒီအဲတည်ရည်သို့မဟုတ်10ရာခိုင်နှုန်းနိုင်တယ်ကာစစ်စတန်ပွဲကဘော်ဒီနဲ့ကိုအောက်ကတည်ရည်လို့ပြောလို့ရတာပေါ့နော်ဘော်ဒီနာဘော်ဒီနိုင်နဲ့ကိုအောက်ရှုံးနေဆိုတော့ဂျော်ဂျီယာ90နိုင်တယ်ဒိမတ်ကိုပေါ်100မနေ့ညဆွီဒင်ကိုအောက်100နိုင်တယ်ဒီတစ်ပတ်နိုင်ငံပွဲမှာကျွန်တော်တို့ကနိုင်ပြီးသားဆိုရတော့ကြောင့်မလို့အရှိမနိုင် ုင်ထားတာမလို့နိုင်ထားတဲ့အထဲကအနိုင်ဒီအများကြီးမပါသွားအောင်ဒီနေ့ညနိုင်ငံပွဲစဉ်နောက်ဆုံးညကိုပော့ပော့ပါပါအပြော့ပါပါလောက်ပဲဆွဲဖို့ကျွန်တော်ကတော့ပြောချင်ပါတယ် ကျွန်တော်စီမှာ 1H နဲ့ပတ်သက်လို့အကောက်ဖွင့်တာ unit အသွင်းထွက်လုပ်တာတွေလုပ်လို့ရပါတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram သို့မဟုတ် Fiber ကိုလာခဲ့ပြီပါကျွန်တော် 1H unit အသွင်းထုတ်အတွက်လက်ရှိအခုပြထားတဲ့ Telegram သို့မဟုတ် Fiber နံပါတ်တာအသုံးပြုပါတယ်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျဒီနေ့ညကျွန်တော်တခြား boy တွေလည်းလိလာကြည့်ရပေါ့လေတချို့ကိုးပေါ်ကြိုက်တဲ့ boy တွေရှိရယ်ကိုးပေါ်ကြိုက်တဲ့ boy တွေရှိရယ်အောက်ကြီးကြိုက်တဲ့ boy တွေရှိရယ်အပေါက်ကြီးကြိုက်တဲ့ boy တွေရှိရယ်ဒါပေမဲ့ကျွန်တော်မှစဉ်းစားတာဇွေစွားတွေဖြစ်နေတယ်အရင်ကြီးအကြိုက်ကတေချာမနေဘူးပေါ့ဗျာဥမာ50 50 60 40အကြိုက်ကအဲ့လိုမျိုးတွေဖြစ်နေတော့ကျွန်တော်နောက်ဆုံး ကြိုပြီးတော့စဉ်းစားထားတဲ့အရှင်းညာတွေကကျွန်တော်ကြိုပြီးတော့တင်ထားတဲ့ပွဲကိုပဲဒီစပိန်နဲ့ဘူဂေရီးယားပွဲကိုပဲပွဲကျုပ်ခံမှန်းပြုတ်လို့ပြလိုက်တယ်ပေါ့ဒီနေ့ပွဲရဲ့ပေါက်ကြီးကစပိန်ကမနက်တုန်းက၄လုံး၁၀အနိုင်ဆိုတဲ့ဘော်ဒီကြီးပေါက်တယ်ဂိုးပေါင်းကြီးကတော့အပြောင်းလဲမရှိဘူးအာစတေကလေးက၅လုံး၉၀အနိုင်ဆိုတဲ့ဂိုးပေါင်းကြီးကိုစတေတယ်ဘော်ဒီကြီးကတော့အပြောင်းလဲရှိတယ်မနက်က မနက်ပိုင်းမှာဆိုရင်၄လုံး၁၀အနံဆိုတဲ့ body ကြီးပေါက်တယ်။ညနေပိုင်းပေါ့နော်ညနေ၃-၅နာရီလောက်မှာကျတော့စပိန်က၄လုံး၁၀အရှုံးလောက်ဖြစ်လာတယ်။အခုလက်ရှိကျွန်တော်ဗီဒီယိုရိုက်နေတဲ့ချိန်ဆိုရင်မြန်မာဆန်တော်ကြီး၆နာရီခွဲဝင်းကျင်လောက်ရှိပြီ။လက်ရှိချိန်မှာစပိန်ရဲ့ပေါက်ကြီးက၄လုံး၅၀အရှုံးလောက်ဖြစ်လာတယ်။ဆိုတော့စတဲ့ကြီးက၄လုံး၁၀အနံအဲ့ရနေမှာ၄လုံး၅၀အရှုံးဝင်းကျင်လောက်ဖြစ်လာတယ်ဆိုတဲ့ကြောင့်မလို့စပိန်က၅၀လောက်ပို့ပြီးတော့ကြီးတက်လာတယ်လို့ပြောလို့ရတယ်။ နေ့ဘွဲမှာကျွန်တော်တို့ပေါက်ကြီးအခြေအနေရပဲကြီးကြီးနှစ်သိန်းရဲ့အခြေအနေရအင်ကွင်းဝင်းကွင်းဖြစ်နေရနေရှင်းကြည့်မယ်ဆိုရင်ဘူဂေးရီးယားကဒီနေ့ဘွဲမှာ၉သိန်းစီရအကြောင်းမရှိဘူးပေါ့လေဒါကြောင့်မို့လို့လေဘော်ဒီပေါက်ကြီးက၄လုံး90အရှုံးနဲ့၅လုံးအနိုင်ဆိုတဲ့အခြေအနေမျိုးကိုဖြစ်နေတာဖြစ်တယ်အရှိစပိန်ဘွဲမှာကျွန်တော်တို့အနေနဲ့ဂျော်ဂျီယာကိုရွေးချယ်ခဲ့တယ်စပိန်ရဲ့လက်ရှိ line up ကစားသမားလူစင်းအခင်းချင်းက second line up လို့ပြောလို့ရတယ်သူတို့ရဲ့ first line နဲ့အဓိကတိုက်စစ်ကစားသမားတွေကွင်းလေကစားသမားတော်တော်များများကဒဏ်ရာရနေတယ်ပြီးတော့လက်ရှိပွဲစဉ်ကလည်းသူတို့အနေနဲ့တကယ်ဒဏ်ရာမရခဲ့ဘူးဆိုရင်လေဝေကန်စရာမလိုတဲ့အခြေ ချီနေမျိုးပေါ့လေနှစ်သိန်းကြားထဲမှာအဆင့်တန်းကတော်တော်လေးကွာဟနေတယ်ဖြစ်တာကြောင့်မလို့ဒီဘွဲမှာအရှိပွဲရလူမျိုးပဲပဲ second line နဲ့တော့ထွက်လာဖို့များတယ်ဒါတော်မှတချို့အာနေရပေးမဲ့ကစားသမားတွေမဆော့သည့်ကစားသမားတွေဆော့ခိုင်းတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒီနေ့ဘွဲမှာပထမကျွန်တော်အထင်မြင်ရဒီနေ့ဘွဲကဂိုးအများကြီးသွင်းမယ်လို့မထင်တာပထမပိုင်းအကြိုက်ကတော့ကျွန်တော်ဂိုးအောက်ကြိုက်တာဒါပေမဲ့နည်းနည်းလေးအာနည်းနည်းလေးစဉ်းစားရတာကျွန်တော်နည်းနည်းလေးပြောင်းလဲသွားတယ်ပေါ့လေဘာပြောင်းလဲသွားလဲဆိုလက်ရှိအခုညနေရောက်လာတဲ့အချိန်မှာစပိန်ကကြီးကမြင့်တဲ့တဲ့မြင့်လာတယ်ပြင်းတဲ့တဲ့ပြင်းလာတယ်ဆိုတော့ကြောင့်မလို့ဒီနေ့ညဘွဲ အာကြီးအမြင့်ဆုံးပွဲပေါ့လေဒီနေ့မှာကြီးအမြင့်ဆုံးပွဲစပိန်ပွဲကျွန်တော်ကတော့အနည်းဆုံး၄ခုလောက်တော့ပြတ်မယ်လို့ထင်မိတယ်၄ခု၅ခုလောက်ပြတ်မယ်လို့ထင်မိတယ်ကြီးအပြောင်းလဲကြောင့်လည်းကျွန်တော်စိတ်ကလည်းနည်းနည်းလေးပူပြီးတော့ ကိုောက်တက်စာရင်စပိန်ဘော်ဒီကိုပို့ပြီးတော့ကြိုက်မိသွားတယ်ပေါ့စပိန်နဲ့ဘူဂေရီးယားပွဲပွဲချုပ်ခံမှန်းမှာတိုက်ကတော့စပိန်ဘော်ဒီဖြစ်ပါတယ်ခင်ဗျာဒီကိုရီးယားအထင်မြင်ကိုလည်း comment မှာဆွေးနွေးသွားနိုင်တယ် comment မှာ Telegram channel link လေးလည်းခြားထားပေးမယ် Telegram သုံးတဲ့ညီကိုရီးဆိုရင် channel တဲကို join ထားပါဒီ video လေးကိုလည်း like comment share လေးနဲ့အပေးသွားပေးပါလက်ရှိမှာကျွန်တော် YouTube မှာ view လေးတွေကျနေရမလို့ view လေးတွေတက်လာဖို့အတွက် view များရဆိုရင်ကျွန်တော်တို့ကဒီဖန်တီးပေးရတာပွဲချုပ်ခံမှန်းတင်ပေးရတာတော်တော်လေးအဖြစ်စီရပါလေဒါကြောင့်မလို့ဒါ share လို့ရတဲ့ Facebook group တွေရှိရဆိုရင်လည်း share ပြီးတော့အားပေးကြဖို့ပြောချင်ပါတယ် share ပေးထားတဲ့ညီကိုရီးအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ် အလုံးပဲ good luck ပါအဆင်ပြေကြပါသည်ဒီနေ့ညပွဲကတော့ကျွန်တော်တို့စပိန်၄ခု၅ခုလောက်တော့ပြတ်မယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ် good luck ပါ